ပါပန်းငယ်တဲ့စုပြည့်အရန်ကိုဘလို့ခေါ်မလဲကျင်းနေစရာကောင်းတဲ့သူတို့မင်္ဂလာပွဲလေးပေါ့အေးပေါ့နေဆိုတော့အေးအေးလေးနဲ့အနေထိုင်လဲသူသိတဲ့အေးအေးနဲ့ဆိုတော့ပြည့်ပြောစမ်းမရှိဘူးပေါ့နော်အေးကောင်းကောင်းနဲ့ဆိုတော့တဲ့စုံပြည့်ကလည်းအနေထိုင်တော်လို့ပေါ့နော်အေးရောက်ခမလည်းချစ်တယ်မိဘလည်းချစ်တယ်ဆိုတော့သူ့အနေတော့ဒါကံကောင်းတာပေါ့သူကလည်းအဲ့လိုကံကောင်းအောင်နေတာပေါ့နော်အဲ့ဒါသူ့အတွက်ကတော့ lucky ပေါ့ကားရဲ့လိုပဲဟိုပြိတ္တပေးစားပဲထင်တာလေး ထင်ယူပေါ့နော်ဘလောက်အနေထိုင်သူသိတယ်ဆိုကဲချစ်တိုင်းမညာတဲ့အထက်မှာချစ်တိုင်းအဲ့လိုမျိုးပြိတောက်အသိပေးနေမယ်ဆိုရင်စင်မပြေဘူးပေါ့နော်မြေကြီးတက်ဖို့ကြာတာပေါ့အဲသူကတော့ချစ်ပေမဲ့မဖော်ပြထားဘူးလေတကယ်ယူမဖော်ပြဆိုတာဒါကောင်းတဲ့လုပ်ရလေပေါ့နော်ချေချာကြီးတယောက်တယောက်ချစ်ပြီးလိလာပြီးမှယူကြဆိုတာဒီအေထောင်ရဲ့အလားတေးပန်တည်ဆုံချစ်ချစ်ခင်နဲ့ပေါင်းပေါင်းနိုင်ပါစေလို့မဆက်ဆုမကောက်တော့ပါစေဒီခေတ်ကတော့အကုန်လုံးက တယောက်တောင်လေ့လာပြီးမှယူကြရဆိုတာနားလည်ပြီးသားဖြစ်မှာပါနော်ဒါပဲဒီခေတ်ဒီခိုင်းမှာအကုန်လုံးကတယောက်တောင်အခြေပေးပြီးတော့နားလည်မှုယူပြီးမှယူကြရဆိုတာဘာမှပြောစရာအကြောင်းမရှိဘူးလေ